ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒါကဒီပါဝလီပွဲမှာအင်ကိုစေးတုပ်ဖို့အတွက်အယောင်ရွေးချယ်နေတဲ့ဒိုတီတာပါပြီးတော့အခုမှဝင်လာတဲ့သူကတော့ဒေါ်တီရာရဲ့ခင်မုံဥဖိုးလိုက်မိဖြစ်ပါတယ် ဥပိုလ်လိုင်းရဲ့ညှို့ငယ်နေတဲ့မျက်နှာကတခုခုမားနေတယ်ဆိုတော့ကိုပြသနေပြီးသူဟာအခုတည်င်းစိုးတခုခုကိုပြီးတော်မှာပါလာပါဘာကိစ္စလဲဆိုတော့ကိုနားထောင်ကြည့်လိုက်ကြရအောင်ရှင်အချိန်မှရောက်လာတာပဲကျမတီတခါဒီပါဝတီမှာအိမ်မှာစေးတော့ဖို့အတွက်အရာရွေးနေတာပါဘာအရာရွေးရမှန်းမသိတော့ပါဘူးရှင်ကျမကိုကူညီပါအောင်လားဘယ်အရာကပိုအဆင်ပြေမလဲကျမတော့ဒီဝါရောင်လေးနဲ့အနီအောင်တွဲဆက်ထားတာသဘောကျတယ်ပြီးတော့ဒီဆင်ဆွဲရောင်နဲ့ပန်းခရမ်းလေးကလည်းအဆင်ပြေတယ် ဒေါတိရကဥဖိုးလိုင်းကိုအယောင်စာအုပ်ကိုပြလိုက်ပါတော့တယ်။ဒါရီအားလုံးကိုထားလိုက်ပါတော့တီတာ။ဒီတခါတော့ငါတို့အင်းရဲ့ဒီပါဝလီကတိတ်ဆိတ်နေတော့မယ်။မေတော်လက်ရှမီကငါတို့ကိုစိတ်ဆိုးသွားပုံရတယ်။ရှင်ဘာလို့အဲ့လိုလျှောက်ပြောနေရလဲ။ငါပြောတာအမှန်ပဲ။ဒီတခါငါတို့ကုမ္ပဏီကအရှုံးအကြီးကြီးပေါ်သွားတယ်။ဒါကြောင့်အခုငါတို့ရဲ့ဘဏ်အကောင့်တွေအားလုံးကလက်ကျန်ငွေလည်းမရှိတော့ဘူး။ငါကုမ္ပဏီရဲ့ဝန်ထမ်းတွေကိုလစာနဲ့ဒီပါဝလီဘောနပ်စ်ကိုအနိုင်နိုင်ပေးခဲ့ရတယ်။ ဒါပေမဲ့အခုအိမ်ရကူတွေကိုလာစားနဲ့ဒီပါဝလီဘောနပ်စ်ပေးဖို့အထီတော်မှပတ်စံမရှိတော့ဘူးရှင်ရှင်ဘာတွေပြောနေရလဲကျမတို့အိမ်ကအိမ်ကူတွေကနှစ်ပေါင်းများစွာတော်တော်ယူယူတတ်တာနဲ့ကိုယ့်လုပ်တွေလုပ်နေကြတာပါတို့ရဒီတစ်ခါလဲအရင်တစ်ခါလိုပဲလာစားနဲ့ဒီပါဝလီဘောနပ်စ်ကိုအချိန်မှန်ရမယ်လို့မျှော်လင့်နေကြတာလေဒီတစ်ခါငါတို့ကြောင့်တို့ရဲ့ဒီပါဝလီကလည်းအမှောင်ထဲမှာကျင်းပရတော့မယ်တည်တာရှင်စိတ်မပူပါနဲ့ကျမရှိနေတဲ့၍အဲ့လိုလုံးဝဖြစ်လာမှာမဟုတ်ဘူး င်းကဘလို့လုံးမလို့လဲသေးတာကျမကျမရဲ့လက်ဝိယတနာတွေပောင်းပြီးတော့တို့လာစာနဲ့ဒီပါဝလီဘောနပ်စ်ကိုပေးလိုက်မယ်ပြီးရင်တို့ခွင့်ပေးပြီးပို့လိုက်မယ်ကျမတို့ရဲ့နှစ်ရက်တွေကအများရန်ဆိုးရွားနေမှာပဲမဟုတ်ဘူးလေအတက်ကြတွေကဘဝရဲ့အစိပ်ပိုင်းတစ်ခုပါဒါတွေကဖြစ်တတ်ပါတယ်ရှင်ကျမတို့ရဲ့အခြေအနေတွေကောင်းလာတဲ့ခါကျတော့ကျမတို့ကတို့ပြန်ခေါ်မယ်လေအင်ဂူတွေကတော့ပြီးတော့မှာပါဒါမဲ့ချွေးမကိုနင်ပါပြန်ပြောမှာလေရှင်တို့အတွက်မပူပါနဲ့ကျမအရာအားလုံးဖြည့်ရှင်းလိုက်ပါမယ် ။နောက်နေ့မှာဒေါသိတာကဘန်ကိုသွားပြီးသူ့ရဲ့လက်ဝယ်ရတနာတွေကိုပေါင်လိုက်ပါတော့တယ်။ပြီးတော့ရလာတဲ့ပတ်စံတွေနဲ့အင်ကူတွေကိုလာစားနဲ့ဘိုနပ်စ်ကိုပေးပြီးခွင့်အရှိကြီးပေးပြီးတော့ပို့လိုက်ပါတော့တယ်။အဲ့ဒီနေ့လည်းမပင်ဒေါသိတာရဲ့အငဲဆုံးချွေးမှယတိကသူ့ရဲ့အခန်းထဲကမှန်ရှိမှရင်းနေပြီးတော့ငါလည်းပဲမဆိန်ဆွဲကြောဘလောက်တောင်လာလိုက်မလဲငါ့ကိုမြင်ငါရဲ့လင်ညီမကြီးနဲ့အိနီနာချင်းအမျိုးသမီးတွေအားလုံးကမနာလို့ဖြစ်ကြမှာပဲဒီပါဝလီမှာငါတို့စီကနေဆိန်ဆွဲကြောပဲတောင်းမယ် အဲ့ဒီချိန်မှာပင်သူ့ရဲ့အခန်းထဲကတည်မောင်းရှိမှရင်းနေတဲ့ဒိုတိတန်းရဲ့ချွေးမကြီးရွှေကြီးကလည်းဖျားပွင့်အတွက်စီစဉ်နေပါတယ်။ဒီတစ်ခါဒီပါဝလီမှာငါပါမှမလို့ချင်းမေတော်လက်ရှမီရဲ့ကောင်းချင်းကငါနဲ့ငါမိသားစုအပေါ်မှာရှိနေရပဲငါအတွက်လုံလောက်ပါပဲ။အင်းရဲ့ငွေရင်းချင်းရဲ့အခြေအနေတွေကိုမသိတဲ့လင်းကြီးမနှစ်ယောက်ကသူ့ရဲ့ပထမဆုံးဒီပါဝလီပွဲအတွက်အစီအစဉ်တွေကိုစလုပ်နေကြပါတယ်။အဲ့ဒီချိန်မှာပင်ချွေးမကြီးချွေးမငယ်နှစ်ယောက်စလုံးအခန်းထဲကိုလာခဲ့ကြ။ ကိုယောက်ကမရဲ့အတန်းကိုကြားပြီးမိညီမနှစ်ယောက်ကအေဂန်လေးကိုရောက်လာကြပါတယ်။အဲ့မှာဒေါတိရာဟာဆိုဖာပေါ်မှာထိုင်ပြီးသူတို့တွေကိုစောင့်နေကြပါတယ်။အမေအမေအရုတ်တရက်ကြီးကျမတို့ခေါ်တာဘာရေးကြီးကိစ္စများရှိလို့လဲ။သိချာတာပေါ့။ယောက်ကမကျမတို့ဒေဘာဝလီရဲ့လက်ဆောင်အခုတွေကပေးချင်လို့ခေါ်တာနေမှာပါ။ငါနေတို့ပြောစရာရှိလို့ခေါ်လိုက်တာပါ။ဘလို့ပြောရမလဲတောင်နားမလည်ဘူး။ဘာဖြစ်လို့လဲမေ။အမေအရင်စိတ်ပူနေပုံရတယ်။ချွေးမကြီး နင်ပြောတာလုံးဝမှန်တယ်။ဘာလို့ရမလဲ။ကိစ္စလည်းအရန်ကြီးတယ်။ဘာလို့ဒီလောက်ထိစိတ်လှုပ်ရှားလုံနေရလဲရောက်ခမကြီး။မြင်မြန်တာပြောပါတော့ဘာကိစ္စရှိလို့လဲ။တကယ်တော့အကြောင်းကတော့ဒီလိုပါ။ဒေါ်တိရာကသူ့ချင်းမနှစ်ယောက်လုံးကိုကုမ္ပဏီအရှုံးအကြောင်းကိုအားလုံးကိုပြောပြလိုက်ပါတော့တယ်။အဲ့တော့အခုကျမရဲ့စိန်လေးဆွဲရဘာဖြစ်တော့မှလဲ။ဒီပါဝလီမှာကျမဘာဝတ်ရမှာလဲ။ချွေးမတို့ရေအချိန်တွေကလူတိုင်းတွေအတူတူမဖြစ်နိုင်ဘူး။ အခက်ခဲတွေနဲ့အပြောင်းလဲတွေကဘဝမှာအမြင်ရှိနေရပဲအခုနင်တို့နှစ်ယောက်ကပဲဒီအိမ်ကိုကယူဆိုင်ရမယ်ပြီးတော့အရင်တီပါဝလီတွေလိုပဲဒီနှစ်ကိုလည်းတောက်ပလင်းလန့်အောင်လုပ်ရမယ်အမေကတီလို့ပြောနေရအောင်ဒီအိမ်ရအိမ်အကူတွေရောဘယ်ရောက်ကုန်လို့လဲဒီအိမ်ရအိမ်အကူတွေအားလုံးအခွင့်ပေးထားတယ်အဲ့ဒါကြောင့်ကနင်တို့နှစ်ယောက်ကိုအိမ်ရဲ့တန့်ရှင်းတဲ့အလှပဆင်တော်ကောင်းကောင်းဆောင်ရွက်ဖို့မျှော်လင့်ပါတယ်အဲ့ဒါဆိုဒီတီပါဝလီမှာကျမအိမ်လို့လုပ်ရမှာလားအဲ့ဒါဆို ကျမအသားရထိမ့်သိမ့်မှုလက်သေးချေတဲ့ထိမ့်သိမ့်မှု စပိန်ညက်တာစပိန်ပုံသွင်းတာနဲ့ဈေးဝယ်ထွက်ဖို့ဘယ်လိုအချိန်ရမှာလဲ I can't believe this ငါအဲ့ဒါတွေလုံးဝတော့မယ်အိမ်ကဒုက္ခကိုမိသားစုဝင်တွေကနားမလည်ဘူးသူကနားလည်မှာလဲအမေပြောသလိုပဲကျမလုပ်ပါမယ်ဒါပေမဲ့ကျမတော့ဒါမျိုးတွေလုံးဝမလုပ်နိုင်ဘူးနော်အမေချွေးမနှစ်ယောက်ရဲ့အလုပ်ကိုအမေခွဲပေးလိုက်ပါကျမကျမအလုပ်ကိုကျမဘာသာလုပ်ပါမယ်ပြီးတော့အမလည်းသူလုပ်ချင်တယ်လို့လုပ်ပါစေနင်ရောသဘောတူလားချွေးမကြီးအမေရဲ့ ဘလို့ပဲဖြစ်ဖြစ်အိမ်တန့်ရှင်ရင်နဲ့အလှဆင်တာကောင်းပြီးတာပဲကျမတော့အဲ့လိုပဲဖြစ်စေချင်တယ်။အော်ငါအရေးကြီးဆုံးအချက်ကိုမှိတ်သွားတာပဲအိမ်ရဲ့တန့်ရှင်ဒါမှမဟုတ်အလှဆင်ဖို့အတွက်ပစ္စည်းဝယ်လို့ရမယ်ငွေကြေးအခြေအနေမျိုးမှမရှိဘူးအဲ့ဒါကြောင့်ဒေချာစမ်းစားပြီးမှတာဝန်ယူကြအမေအမေအဲ့ဒီအတွက်လည်းစိတ်မပူနဲ့ဘသူကအိမ်ရဲ့တန့်ရှင်ကိုလုံမလဲဘသူကအလှဆင်မလဲဆိုတာပဲအမေပြောပြပါငါအိမ်အကူတွေကိုအလိုအလျောက်အီလက်ထရောနစ်တန့်ရှင်းဆက်နဲ့အိမ်ကိုတန့်ရှင်းလောက်တောင်မြင်ဘူးတယ် ဒါအရန်လွယ်တဲ့အလုံးလုံးငါထန်နေငါအိမ်ရဲ့တန့်ရှင်းကိုတာဝန်ယူလိုက်မယ်ငါဘာမှဝယ်စရာလည်းမလိုဘူးပြီးတော့အလှဆင်ဖို့ပစ္စည်းကိုမဝယ်ပဲအိမ်ကိုဘယ်လိုလုပ်အလှဆင်ရမလဲပြီးတော့မှအိမ်ကိုအလှဆင်လိုက်လိမ့်မယ်အမေကျမအိမ်တန့်ရှင်းကိုတာဝန်ယူပါမယ်လင်ညီမအကြီးကိုအမေကအိမ်ကိုအလှဆင်တဲ့လုပ်ကိုပေးလိုက်ပါကောင်းပြီလေချွေးမငယ်နေရအိမ်ရဲ့တန့်ရှင်းကိုကြည့်လိုက်ပြီးတော့ချွေးမကြီးနေရအိမ်ကိုအလှဆင်လိုက်အမေကျမကို့အလုပ်ကိုတာဝန်အပြည့်နဲ့အကောင်းဆုံးလုပ်ပါမယ် ဒေါတိရာဟာသူ့ချေးမနှစ်ယောက်ကိုအင်တန်ရှင်းရင်းနဲ့အလှဆင်းတဲ့အလုပ်ကိုခွဲပြီးပြီးသူ့ခန်းလေးကိုသွားလိုက်ပါတော့တယ်။ပြီးတော့ရွှေရင်နဲ့ယတီတို့ကလည်းသူ့ခန်းလေးကိုပြန်သွားကြပါတော့တယ်။ကို့ခန်းလေးကပြတင်းပေါင်းရှိမှထိုင်နေတဲ့ရွှေကြီးကငါအမေပေးထားတဲ့တာဝန်တော့ယူလိုက်မယ်။ဒါပေမဲ့အိမ်ကိုအလှဆင်းတဲ့အလုပ်ကိုဘလို့လုပ်ပြီးအောင်လုပ်ရမလဲ။အဲ့ဒါလည်းဘာမှမဝယ်ဘဲနဲ့လေ။တခုခုတော့စီစဉ်ရမှာပဲ။မဟုတ်ရင်ဒီတစ်ခါရက်ွက်ရလူတွေကငါတို့ကြီးကြလိမ့်မယ်။ ပြီးတော့သူတို့ကငါတို့နှိမ်ဖို့အတွက်အခွင့်လန်းကိုပဲရှာနေကြတာ။ကိုယ်ခန်းထဲကမှန်ရှိမှထိုင်နေတဲ့ယတိဟာယတိနင်အရန်တော်တာပဲ။နင်ကလွယ်လွယ်ကူကူနဲ့လွယ်တဲ့အလုပ်ကိုရှူလိုက်တယ်။အခုငါငါအလုပ်ကိုအရန်လွယ်လွယ်ကူကူနဲ့ပြီးအောင်လုပ်လို့ရပြီ။ပြီးတော့ငါကငါလည်းနည်းနည်းအလှပြင်ဆင်လို့ရပြီလေ။နောက်နေ့မနက်မှာအင်ကင်းလေးမှာယတိကဘက်ထရီနဲ့လှုပ်လှုပ်တဲ့စက်ရုပ်ဖုံးစုပ်ဆက်ကိုဖွင့်ထားခဲ့ပြီးသူကိုယ်တိုင်ကဆိုဖာပေါ်မှာ ထိုင်ပြီးလက်သေးကိုစီးဆူးနေခဲ့ပါတယ်။ အဲ့နောက်မှာအဲ့ဒီကိုဒေါသီရာရောက်လာခဲ့ပါတယ်။ဒါပါလဲချိမငယ်။နင်ကအိမ်ကိုအဲ့လိုတန့်ရှင်းလုံးမလား။အမေအလိုအလျောက်တန့်ရှင်းဆက်ရှိနေအောင်ကျမဘာလို့အပေမန်းခံရမှာလဲ။ကျမဆက်ကိုဖွင့်ထားပြီးပြီ။ကျန်တဲ့အလုပ်ကိုဆက်ကလိုလျောက်လှုပ်သွားမှာပါ။ချိမကြီးရောဘေးရောက်နေရလဲမမြင်မိပါလား။အမေအမေကလင်ညီမကြီးကြောင့်တွေးနေရလား။သူကသူ့ခန်းထဲမှာပါ။မနှက်ကလေးကအပြင်းအထန်မထွက်လာဘူး။ ယတိပြောတာကိုကြားပြီးဒေါသရာကရွှေကြီးရဲ့ခန်းလေးကိုသွားလိုက်ပါတော့တယ်။ရွှေကြီးကသူ့အခန်းထဲကဂရင်ပေါ်မှာထိုင်ပြီးစိတ်ညစ်နေခဲ့ပါတယ်။ရွှေမကြီးငါနှင့်ကိုတာဝန်ကြီးကြီးပေးလိုက်ပြီလို့နင်စိတ်ပူနေတယ်ဆိုတော့ငါသိပါတယ်။ဒါပေမဲ့နင်ကနီလန်တစ်ခုခုရှာတွေ့မယ်ဆိုတော့လည်းငါသိပါတယ်။ကျမလည်းအခုအဲ့ဒီနီလန်ကိုရှာကြည့်နေတာပါအမေ။ဒါပေမဲ့ဘာလို့ပြုတ်လို့ရမလဲဆိုတော့ကိုနားမလဲသေးဘူး။ အဲဒီချိန်မှာရွှေကြီးရဲ့အကြီးကအလှပြင်းစပွဲပေါ်မှာတင်ထားတဲ့လက်သိန်းစိုးစီဘူးအလွတ်တွေရဲ့အပေါ်ကိုရောက်သွားပါတော့တယ်။အော်အမေ၊ကျမအကြံရပြီ။ဘလို့အကြံလဲချွေးမ။အမေ၊ကျမရဲ့အမှုပညာနဲ့လက်မှုပညာစွမ်းရည်တွေကိုအမေခုစောင့်ကြည့်နေလိုက်ပါ။ပတ်စံလုံးဝမတုံ့မနဲ့ဒီအိမ်ကကြည့်တဲ့သူတွေပါမျက်လုံးပြူးလောက်အောင်တောက်ပနေမှာပါ။အခုရွှေကြီးဟာသူ့ခန်းထဲကနေထွက်ပြီးစတုခန်းထဲကိုသွားလိုက်ပါတော့တယ်။ ပြီးတော့ဒေါ်တီရာကလည်းရွှေကြီးရဲ့နောက်ကတကောက်ကောက်လိုက်သွားပါတော့တယ်။ကျေးကြီးဟာစတိုကန်လေးကပလတ်စတစ်စီးပုံးသုံးပုံးကိုထုတ်လိုက်ပါတော့တယ်။သုံးပုံးလုံးရဲ့ဖုံးကိုဖွင့်လိုက်ပြီးတပုံးမှာအထူအောင်စေနောက်တပုံးမှာအနီအောင်စေပြီးတော့ဒီတတိယပုံးမှာအဝါရောင်စေးရှိတယ်။နည်းနည်းလေးပဲကြံတော့တယ်။ဒါပေမဲ့ကိစ္စမရှိပါဘူးလေ။ကျမရဲ့အလုပ်ကတာလီနဲ့တင်အဆင်ပြေတယ်။ချွေးမကြီးနေကပြီးခဲ့တဲ့နှစ်ကစေးတွေနဲ့အိနေရန်တွေပြန်တော့ဖို့စဉ်းစားနေတာတော့မဟုတ်ဘူးမလား။ ဆေးကနည်းနည်းလေးပဲရှိတာတလောက်လေးနဲ့ဧကန်နေရအောင်ကောင်းကောင်းမတုံနိုင်ဘူးအိမ်တစ်ခုလုံးဆေးထုတ်ဖို့ဆိုတော့ဝေးသေးမဟုတ်ပါဘူးအမေရဲ့ကျမပါလို့မလဲဆိုတော့အမေစောင့်ကြည့်နေလိုက်ပါရွှေကြီးကဆေးပုံးပေါ်မှာတင်ထားတဲ့ဆေးထုတ်တန်းကိုကောက်လိုက်ပါတော့တယ်ရွှေကြီးကဆေးပုံးတစ်ပုံးစီကိုစတူကန်းလေးကနေအပြင်ကိုထုတ်သွားလိုက်ပါတော့တယ်ဒေါ်တိရာကလည်းရွှေကြီးရဲ့နောက်ကနေတကောက်ကောက်လိုက်သွားပါတော့တယ်အိမ်မှာဒေါ်တိရာဟာခေါင်းဝင်ဝတ်ပြီးအိမ်ပြင်ကိုထွက်သွားတဲ့ယတိကိုတွေ့လိုက်ပါတော့တယ် ချွေးမငယ်နေရအိမ်တန့်ရှင်းအလုပ်ကိုထားခဲ့ပြီးအခုပဲသွားမလို့လဲအမေကျမရဲ့အလုပ်ကိုအလိုလျောက်တန့်ရှင်းလုပ်တဲ့ဆက်ကလုပ်ပေးနေရလေအဲ့ဒါကြောင့်ကျမအလပြန်ဆိုင်မှာ skin care treatment သွားလို့မလို့လေဒါပေမဲ့ဒါတွေလုပ်ဖို့အတွက်နှင်းစီမှာပတ်စံဘယ်ရရမှာလဲအမေကျမကျမဖေနဲ့ပြောပြီးပြီအမေပတ်စံအတွက်ဘာမှစိတ်မပူနဲ့ဒါပါစကားပြောရလဲချွေးမနေရအိမ်ရဲ့အခက်ခဲကိုနင့်မိပါတွေပြောပြရဲပေါ့အမေအခုကျမစီမှာဒီလိုပြောဖို့အချိန်မရှိဘူး ကျမချိန်ထားတဲ့အချိန်ရောက်နေပြီအချိန်မီမရောက်ရင်ကျမအကြိုက်စောင့်နေရလိမ့်မယ်ဒီလိုပြောပြီးတော့ဂျေဒီကအရိကနေထွက်သွားလိုက်ပါတော့တယ်အမေအမေအထဲမှာသွားအနားယူလိုက်ပါကျမကိုယ့်အလုပ်ကိုလုပ်လိုက်ပါမယ်ဒေါ်တီရာထွက်သွားပြီးတဲ့နောက်ချွေးကြီးကအင်းရဲ့တကမကြီးမှာနယံကက်ပကြီးမြူရယ်အော့ကိုဆွဲလိုက်ပါတော့တယ်ပြီးတော့သူလက်လှမ်းမိတဲ့အထိနယံမှာအဲ့ဒီပုံကိုပဲသူကဆက်ဆွဲပါတယ်ပြီးတော့သူ့ရဲ့အင်းခေါင်းပေါ်မှာ LED မီးကြိုးတွေကိုတက်နေတော့မှာပဲချွေးကြီးရဲ့အင်းနီနာချင်းတွေဖြစ်တဲ့ ဇိုးမင်းနဲ့နေတီတို့ကသူ့ကိုမြင်ပြီးသူ့စီကိုလာကြပါတော့တယ်။ဒါဘာလို့နေရလဲအမရွှေကြီး။ဒီတခါအိမ်စည်းတုတ်တာကိုအမကတောင်းဝင်ယူထားတာလား။အိမ်ကိုရောဘယ်ရောက်ကုန်တာလဲ။အကိုဇိုးမင်းရဲ့ကျမတို့အိမ်ကအိမ်ကိုတွေကနှစ်ပေါင်းများစွာထိဒီပါဝလီမှာကိုယ့်အိမ်ကိုမပြောင်းရအောင်လေ။အဲ့ဒါကြောင့်အမေကဒီနှစ်ဒီပါဝလီမှာသူတို့ခွင့်ပေးလိုက်တာ။အဲ့ဒါမှသူတို့အားလုံးလည်းသူတို့မိသားစုနဲ့တူတူတီပါဝလီကိုကျင်းပနိုင်အောင်လေ။ကျမသိပါတယ်။ အမကျမတို့စီကနေဖုံးကွယ်ထားတာတခုခုရှိနေရမလားအမရွှေကြီးအဲ့လိုဘာမှမရှိပါဘူးနဲ့တည်းရဲ့အမတို့ကကျမတို့မပြောရင်နေပါ ကျမတို့လည်းအမတို့ရဲ့အိမ်နီးနားချင်းတွေပဲလေအားလုံးစုံစမ်းသိရှိရမှာပါ ကောင်းပါပြီအမရွှေကြီးအမတို့လည်းကိုယ့်အလုပ်ကိုလုပ်ပါကျမတို့လည်းကိုယ့်အလုပ်ကိုလုပ်ပါမယ်ကြည့်နေလိုက်ပါဒီတစ်ခါကျမတို့အိမ်ကအမတို့အိမ်ထက်ပိုတောက်ပနေမှာငါတို့ရဲ့ဒီအိမ်နီးနားချင်းတွေကအခက်ခဲနဲ့ဝမ်းနည်းမှုမှာ ကုညီသည်ဖြစ်စေမကုညီသည်ဖြစ်စေ ဒါပေမဲ့အခက်ခဲမှာတော့ပျော်ပါဖို့လာကြတာပဲထားလိုက်ပါတော့ငါအိမ်ရဲ့အလှတရားဘယ်လိုရော့နေမလဲဆိုတော့ငါလည်းကြည့်မယ်လေဒီဘက်မှာရွှေကြီးကအင်းရှိပိုင်းကိုနေရန်ကပ်ပကြီးနဲ့တောက်ပအောင်လှုပ်လိုက်ပါတော့တယ်။ဥပမာတော့အေကန်းလေးကအလိုအလျောက်ဖုံးဆုပ်ဆက်ဟာဘက်ထရီကုန်သွားပါတော့တယ်။ဒါကြောင့်တန်ရှင်းရေးအလုပ်ကရက်သွားပါတော့တယ်။အရာကိုမသိဘဲအလှပြင်ဆိုင်က မိတ်ကပ်ထိုင်ကုန်မှထိုင်နေတဲ့ယတိကသပိတ်ကူပြောလိုက်ပါတော့တယ်။ လက်သေးခြေသေးနဲ့ skin care treatment တွေကိုကောင်းကောင်းလုပ်ပေးနော်။ဒါမှဒီပါဝလီအတွက် makeup ကိုလာလိမ့်မှာ။မဟုတ်ရင်ဒီမြို့မှာအလပြင်ဆိုင်တွေအများကြီးရှိသေးတယ်။အမကျမရဲ့ပုံမှန်ဖောက်တယ်ပါ။ကျမအမကိုတိုင်ကြားခွင့်တစ်ကြိမ်လေးမှမပေးပါဘူးရှင်။ခဏအကြာမှာယတိကအနှောက်ပြင်ဆိုင်ကနေအင်ကိုပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့အင်းရှိပိုင်းမှာနယံကက်ပကြီးကိုမြင်ပြီးဒါပါလေ။လင်ညီမကြီးကတလောက်ကောင်းတဲ့အမှုပညာကိုဘယ်ကနေသင်လာလဲ။ပြီးတော့ဒီအတွက်ဆေးဝယ်ဖို့ပတ်စံသူ့စီမှာဘယ်ကနေရရလဲ။ ပဆန်ကဘဲရဘဲရရငါနဲ့ပါဆိုင်လဲ။လင်ညီမကြီးကအလောက်ပင်မန်းတဲ့အလုပ်ကိုလှုပ်ပါစေ။ငါတော့အလုပ်ကိုလွတ်လွတ်ကူကူပဲလုပ်မယ်။အဲ့ဒီမှာရတီကအေကင်းနဲ့မှတန်ရှင်းရေးဇက်ကဘက်ထရီကုန်ပြီးပိတ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါပါလေ။ဒါဘက်ထရီကုန်သွားတာပဲ။ဘက်ထရီကုန်သွားပြီ။အခုငါဘာလုပ်ရတော့မလဲ။ဘက်ထရီမကုန်ခင်သူ့လုံတော့ပြီးသွားပါပဲ။အေကင်းတော့တန်ရှင်းလုပ်ပြီးပြီ။ဒီချိန်မှာပဲအဲ့ဒီကိုရတီရဲ့ရောက်ကတိဥပုလိုင်းရောက်လာခဲ့ပါတယ်။ ဒါပါလေအေကန်းကိုတန်ရှင်းရေးလုပ်ပြီးပြီလို့ချွေးမကပြောနေတယ်။ဒါမဲ့ငါကတော့ဘယ်နေရာမှမှတန်ရှင်းရေးလုပ်ထားတာမတွေ့ရသေးဘူး။နေရည်တွေမှာအခုထိကြက်ခိုးတွေကတ်နေတော့မယ်။တောင်းနေမှာလည်းဖုန်တွေကတ်နေတော့မယ်။ပြီးတော့ကျမ်းမြင်ကိုလည်းကောင်းကောင်းမတန်ရှင်းရသေးဘူး။ချွေးမကတပြည့်စည်းယူဖို့သွားတာထင်တယ်။အရင်နောက်မှာအဲ့ဒီကိုဒေါ်တီရာရောက်လာခဲ့ပါတယ်။ရှင်ယုံကနေပြန်လာပြီလား။ရှင်ချွေးမကြီးရဲ့အမှုပညာလက်ရောက်ကြည့်ပြီးပြီလားရှင်။ဟုတ်တယ်အဲ့ဒါကိုပဲကြည့်ပြီးလာတာ။ ငါတို့ချွေးမာကြီးဒီလောက်ပါရမီပါတာကိုငါမသိခဲ့ဘူး။ဒါမဲ့ချွေးမာငယ်ကတော့ချွေးမာငယ်ကဘာဖြစ်လို့လဲ။ဒီမှာကြည့်ပါဦး။အေကန်တစ်ခုလုံးကအခုထိညစ်ပတ်နေတော့မေး။ဒါကပဲသူ့ရဲ့တန်ရှင်းရေးလား။ "तू ကအလိုလျောက်ဖုံဆုပ်ဆက်နဲ့တန်ရှင်းလုံးနေရပါ။ तू ကခုနောက်ထပ်ဆက်ခုခုယူဖို့သွားတာနေမှာပေါ့။ရှင်ပါးမစိတ်မပုံနဲ့တန်ရှင်းရေးကကောင်းကောင်းမွန်မွန်ပြီးသွားမှာပါ။ရှင်ခန်းထဲမှာသွားပြီးအနားယူနေလိုက်။ကျမရှင်တွေ့ပူပူနွဲ့နွဲ့လက်ဖက်ရည်ကိုသွားဖြော်ပေးပါမယ်။" ။ဦးဖိုးလိုင်ဟာသူ့ခန်းနေကိုပြန်သွားလိုက်ပါတော့တယ်။ဒီချိန်မှာကို့ခန်းနေကသတင်းပေါင်းရှင်မှရက်နေတဲ့ရွှေကြီးကတွေးနေပါတော့တယ်။အိမ်ကတကားရီအလုံးမှလည်းအဲ့ဒီဆေးနဲ့နယံကပ်ပကြီးကိုဆွဲလိုက်မယ်။အဲ့ဒါဆိုအိမ်တစ်ခုလုံးကတောက်ပသွားလိမ့်မယ်။ဒါပေမဲ့အဲ့ဒါပြီးရင်ဒီပါဝလီအတွက်မိအလှဆင်တာဘလို့လုပ်ရမလဲဘလို့လုပ်ရမလဲအလုပ်လည်းဖြည့်ရမယ်ငါနာမည်လည်းမပြတ်အောင်ဘလို့စီစဉ်ရမလဲအရင်တော့မှရွှေကြီးရဲ့ခင်မုံပြည့်ဖြူက လက်ထင်းမှာဤတလုံးကိုကင်ပြီးရောက်လာခဲ့ပါတယ်။ရွှေကြီးမင်းပြတင်းမောင်တော့မှာပါရက်လုံနေရလဲ။ပြဖြူကျမဘာမှကြည့်မနေပါဘူးတခုခုစဉ်းစားနေရပါ။ဘာလို့စဉ်းစားနေရလဲရွှေကြီး။ရွှေကြီးကပြဖြူဘက်ကိုလှည့်လိုက်ပြီးသူ့လက်ထဲကဤကိုကြည့်လိုက်ပါတယ်။ဒီအိတ်ထဲမှာဘာတွေလဲပြဖြူ။ဒီအိတ်ထဲမှာမိခွက်တွေရှိတယ်။ပြီးခဲ့တဲ့နှစ်ကရုံးမှာထွန်းခဲ့တာတွေလေ။ရုံးဝန်တန်ရှင်းရဲ့လို့တော့ငါတွေ့လို့ဒီကိုယူလာခဲ့တာ။ ဒီတစ်ခါဒီပါဝလီမှာအရင်နှစ်တွေကလိုပဲမိကွက်အစ်တူထွန်းကြမှာဆိုတော့ဒန်ရီကအသုံးမလိုတော့ဘူးလေမိကွက်ဆိုတဲ့အတန်ကိုကြားပြီးချွင်းရည်ကောင်းနေမှာအကျဉ်တစ်ခု ပေါ်လာခဲ့ပါတယ်ဒီမိကွက်တွေကတော်တော်အသုံးဝင်နေပြည့်ဖြို့ရှင်ဟာကျမရဲ့ပြဿနာကြီးကြီးတစ်ခုဖြေရှင်းပေးလိုက်တာပဲချွင်းကြီးကပြည့်ဖြိုးစီကနေမိကွက်အိတ်ကိုယူပြီးအရင်ဥယျံဘက်ကိုသွားလိုက်ပါတော့တယ်အဲ့ဒီမှာယတိကဥယျာဉ်တွေကတိရွတ်ချောက်တွေကိုလေးမှုတ်ဆက်နေတန်ရှင်းရေးလုပ်နေခဲ့ပါတယ် ဒီအိတ်ထဲမှာပါရီလဲလင်ညမကြီးဒီအိတ်ထဲမှာအိမ်ဝအလှဆင်မဲ့ပစ္စည်းတွေရှိတယ်လင်ညမလေးကျမဘာမှနားမလဲသေးဘူးနင်စောင့်ကြည့်နေလိုက်ပါငါပါလို့မလဲဆိုတော့နင်အားလုံးနားလဲသွားလိုက်မယ်အိမ်နောက်မှာရွှေကြီးကအိမ်လေးကိုသွားပြီးစေးပုံသုံးပုံလုံးကိုယူလာပါတယ်ပြီးတော့သူကမိကွက်တွေအားလုံးကိုတစ်ခုချင်းစီ စေးပုံသုံးပုံနဲ့မှနှစ်ပြီးပြန်ထုတ်လိုက်ပါတော့တယ်ဒီလင်ညမကြီးကဒီမိခွက်တွေရောင်းချက်ပြီးဘာလို့မှလည်းမသိဘူး ။သူဟာသူ့အချိန်တွေကိုဘာလို့ဖြုံးနေရလဲ။လင်ကြီးမကြီးလှုပ်ချင်တာလှုပ်ပါစေ။ဒါပေမဲ့ငါသူ့ကိုကြည့်ပြီးဘာလို့အချိန်ဖြုံးနေရမှာလဲ။ဥယျာဉ်ကိုအမြန်တန့်ရှင်လှုပ်လိုက်အောင်မ။ပြီးရင်ငါဈေးဝယ်ဖို့လဲသွားရအောင်မယ်။ဒီဒီကလေးမှုတ်ဆက်နေတည့်ရပင်သားမှာဥယျာဉ်ထဲကတည့်ရွှတ်ချောက်တွေကိုစုပုံလိုက်ပါတယ်။ဒါပေမဲ့လည်းတည့်ရွှတ်ချောက်တချို့ကချုံမင်းတွေကြားမှာညက်ပြီးကျန်နေပါတယ်။အဲ့ဒီအချိန်မှာလေးမှုတ်ဆက်ကဘက်ထရီလေးကုန်သွားပါတော့တယ်။တာကြီးကလည်းခုမှဘက်ထရီကုန်ရတယ်လို့ ဒါပေမဲ့ဥယျာဉ်ရဲ့တန့်ရှင်းရပြီးလို့နေပါဖြစ်နေပါပြီ။ဘသူကတလောက်ထိအာယုံဆိုင်နေမှလဲ။ငါခုဈေးဝက်ထွက်ဖို့သွားလာအောင်မယ်။လင်ညီမကြီးပဲအချိန်ဖြုံးချင်တာဖြုံးမစေတော့။သူ့သဘောအရာဥယျာဉ်ကိုတန့်ရှင်းရလုပ်ပြီးယတိဟာနမိတ်ကြီးအထေဆိုင်ကိုရောက်သွားပါတော့တယ်။အထေဆိုင်မှာယတိကသူ့အတွက်စတိုင်ကြတွေဝတ်စုံကိုရွေးနေခဲ့ပါတယ်။အလိုအလျောက်ဖုံမုံဆုပ်ဆက်နဲ့လေးမုံဆက်တွေကတော်တော်အသုံးဝင်တာပဲ။အဲ့ဒါတွေကြောင့်ငါလှုပ်လှုပ်ရင်းနဲ့ဈေးဝက်ထွက်ဖို့လည်းအချိန်ရသွားတယ်။ အဲ့ဒီဆက်တွေသာမရှင်းငါခုချိန်နဲ့အိမ်မှာတပြက်စီလဲနေအောင်မအထဲဆိုင်မှာယတိကသူ့အတွက်ဝတ်စုံကိုဝယ်နေပါတယ်ဒီချိန်မှာပင်အိမ်မှာရွှေရီဟာမိခွက်တွေအလုံးကိုအယောင်ချဲပြီးသွားခဲ့ပါပြီကဲမိခွက်တွေကိုအယောင်ချဲတဲ့အလုပ်ကတော့ပြီးသွားပြီအခုစတိုခန်းထဲကိုသွားပြီးတော့ပြီးခဲ့တဲ့နှစ်ကသုံးပြီးသားမီးလုံးတွေသွားယူရမယ်ချွေးကြီးကစတုဂန်လေးကိုသွားပြီးပြီးခဲ့တဲ့နှစ်ကဒီပါဝလီမီလုံးတွေကိုထုတ်လိုက်ပါတော့တယ် ပြီးတော့မိခွက်တွေအလုံးမှာချွန်ထက်တဲ့အရာနဲ့အပေါက်ပေါက်နေခဲ့ပါတယ်။ဒီချိန်မှာပဲပြည်ဖြိုးရောက်လာခဲ့ပါတယ်။ဟာမင်းဒါပါလုံနေရလဲရွှေကြီး။ရှင်အချိန်မှန်ရောက်လာတာပဲ။တခုခုတီထွင်ဖို့အတွက်ကျမကူညီပေးဦးနော်။မင်းဘာလို့တီထွင်မလုပ်လဲ။ပြီးတော့ငါမင်းကိုဘာကူညီပေးရမှာလဲ။ရှင်ကဒီအယောင်ချေထားတဲ့မိခွက်တွေကိုအိတ်ထဲထည့်ပြီးတော့ကျမနဲ့တူတူလိုက်ခဲ့ပါ။ကျမရှင်ကိုအားလုံးပြောပြပါမယ်ရှင်။ ချွေးကြီးကမီးလုံတွေအလုံးကိုယူပြီးအိမ်တကမာကြီးစီကိုတွန်းလိုက်ပါတော့တယ်။ဒီဖြူကလည်းသူ့စကားကိုနားထောင်ပါတယ်။သူတို့နှစ်ယောက်ဟာတကားနှစ်ဖက်မှာ မီးလုံတွေကိုဆင်လိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီပေါ်မှာအပဖောက်ထားတဲ့ကျောင်းစုံမီးခွက်တွေကိုတင်လိုက်ပါတယ်။ပြီးတော့ချွေးကြီးဟာဝါယာကြိုးကိုပလက်ထိုးပြီးခလုတ်ကိုဖွင့်လိုက်ပါတော့တယ်။မီးလုံနဲ့မီးခွက်ကိုပေါင်းစပ်ထားတာက စီမီးခွက်အဆင့်လိုမျိုးခန်းစားချက်ကိုပေးပါတယ်။ဒီနေရာတော့ပြီးပြီ။အခုလာတာဆောင်ပေါ်မှာလည်းအဲ့လိုပဲလုပ်ကြည့်မယ်။ အိမ်တစ်ခုလုံးကိုမီးလှဆင်ပြီးတဲ့နောက်ရွှေရွာသူ့ရဲ့ရောက်ကြည်ဥဖိုးလိုင်းရဲ့ခန်းကိုသွားပြီးအရိကနေတရင်စာအပုံကိုအေကန်းလေးကိုယူလာခဲ့ပါတယ်။ဒီချိန်မှာယတိကလည်းအလှပြင်ဆိုင်ကနေရောက်လာခဲ့ပါတယ်။တလောက်များတဲ့တရင်စာတွေဘာလို့မလို့လဲလင်းညီမကြီးဒီတရင်စာတွေကိုငါသတိကံပုံစံဖြတ်ပြီးတော့အဲ့ဒါတွေကိုအယောင်ချဲမယ်။ပြီးရင်အဲ့ဒါတွေကိုကျိုးမသိပြီးတော့အိမ်တစ်ခုလုံးကောင်းကောင်းအလှဆင်မယ်။အဲ့ဒီချိန်မှာအဲ့ဒီကိုနဒီနဲ့စိုးမင်းတို့လည်းရောက်လာခဲ့ပါတယ်။ ဒီနေ့ရောက်ပဲလို့တော့တာလေတေချာပေါ့နင်တို့ညောက်ကတီယိုအလုတ်ခုခုကြောင့်လာတာဖြစ်မယ်အမကြီးကျွန်တော်တို့ကအမတို့အင်ရဲ့တန်ရှင်းရင်းနဲ့အလှဆင်မှုကိုလာကြည့်တာပါအလှဆင်ထားတာကစမ်းတပီထူးကြတာပဲဒါပေမဲ့တန်ရှင်းရေးကတော့သိမကောင်းဒီတခါအမတို့အိမ်မှာအရင်တခါလိုမတောက်ပါတော့ဘူးယဒီဟာအင်ကန်တစ်ခုလုံးကိုကြည့်လိုက်ပြီဒီနေ့ရောက်ပြောတာတော့မှန်တယ်ဒီနေ့ကနောက်နေ့တော့ရောက်နေပြီဒါပေမဲ့တန်ရှင်းလောက်ထားတာတော့မတွေ့ရအောင်ငါခုဘာလုပ်ရမလဲ အမကြီးကျွန်တော်တို့အခုသွားတော့မယ်နော်ဒီပါပလီအတွက်ပြင်ဆင်စရာတွေအများကြီးရှိသေးတယ်ဆိုမင်းနဲ့နေဒီတို့အဲ့ဒီကနေထွက်သွားလိုက်ကြပါတော့တယ်လင်ညီမအကြီးရဲ့အလုပ်တွေကပြီးလို့နေပါဖြစ်နေပြီစက်ကူညက်ပြီးတီယုံမဲကြံတော့တာတခုလှုပ်လိုက်မယ်လင်ညီမကြီးကအရင်ယူသားတယ်ငါအလုပ်ကိုပြောင်းလိုက်မယ်ပြီးရင်သူ့ရဲ့စ조사အားထုတ်မှုကိုငါယူလိုက်မယ်ပြီးတော့ငါရဲ့မအောင်မြင်မှုကိုသူ့ပေါ်ပုံချလိုက်မယ်လေဟွန်းဟွန်းပါရီစဉ်းစားနေရလဲလင်ညီမလေကျမစဉ်းစားနေရလေ မတနေကုံအိမ်ကိုအလှဆင်နေရတယ်။ကျမအလိုလျောက်ဖုံးဆုပ်ဆက်နဲ့ကိုယ့်အလုပ်ကိုအမြန်ပြီးအောင်လုပ်ပြီးတော့ကျမအတွက်လည်းအချိန်ပေးနိုင်တယ်။အမအလို့မလုံနိုင်ဘူးလေ။အဲ့ဒါကြောင့်အမရေကျမနဲ့အမရဲ့အလုပ်ကိုလဲလိုက်ပါ။ဒါမှအမလည်းကျမလိုကိုယ့်အတွက်အချိန်နည်းနည်းရမှာပေါ့။နင်သဘောကျတဲ့အတိုင်းလုပ်ပါ။ဒါပေမဲ့ငါအလုပ်ကလည်းပြီးတော့မှာပါ။ရွှေကြီးနဲ့အလုပ်ကိုပြောင်းမိတဲ့နောက်မှာယတိကစက်ကူညှက်ထားတာကိုအင်းရှိနေရမှာကပ်ဖို့အတွက်ကြိုးစားပါတော့တယ်။ ဒါပေမဲ့အကုန်လုံးကိုရှုံအောင်လို့လှုပ်လိုက်ပါတော့တယ်။ဒီအလောက်ကတော်တော်ခက်တာပဲ။ဒီညီမကြီးကဘလို့လှုပ်ပြီးတလောက်လွယ်ကူအောင်လှုပ်လည်းမသိပါဘူး။ငါတော့တောင်မလှုပ်နိုင်အောင်ဘဘမလေးရွှေကြီးကလူအလေးရောက်ဖုံးဆုပ်ဆက်တဲ့မိဖို့ချောင်းကိုတန်ရှင်းရေးလုပ်ဖို့အတွက်ကြိုးစားနေပါတော့တယ်။ဒါပေမဲ့သူကဆက်ကိုမဖွင့်နိုင်ပါဘူး။ဆက်တွေနဲ့တန်ရှင်းလောက်ရတာအရန်ခက်ခဲတာပဲ။ငါတော့ဒါနဲ့မလုံနိုင်ပါဘူး။ရိုးရိုးရှင်းရှင်းတစ်ခုခုစီစဉ်ရမယ်။ အခုတော့တပြက်စင်းနယ်ပိရှူရီဟာမိဖို့ကြောင့်ကိုတန်ရှင်းရေးလှုပ်လိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီတပြက်စင်းကိုပဲဒုံးနဲ့ချီပြီးမိဖို့ကြောင့်တွေကကြက်ခိုးတွေကိုဖယ်ရှားလိုက်ပါတော့တယ်။မိဖို့ကြောင့်တော့တန်ရှင်းပြီးသွားပြီ။အခုလတာဆောင်ဧခန်းနဲ့ဖျားခန်းကိုလည်းတန်ရှင်းလှုပ်ရအောင်မယ်။ပြီးတော့အခန်းတွေလည်းရှိသေးတာပဲ။ရှူရီကသူစီစဉ်ထားတဲ့တပြက်စင်းနယ်အိမ်တစ်ခုလုံးကိုတောက်ပေါက်သွားအောင်လှုပ်လိုက်ပါတော့တယ်။ရှူရီဟာယတိရဲ့အလုပ်ကိုကောင်းကောင်းလုပ်ပြီးယတိကတော့ရှူရီလှုပ်ထားတဲ့အလုပ်ကိုပါဖျက်ဆီးပြီး ူခဲနဲ့မှနားယူနေပါတယ်။အကဲနဲ့မှလက်ထဲမှာတပြက်စီကင်ပြီးရက်နေတဲ့ရွှေကြီးကမနှက်ဖင်အားဖျားပွဲရှိတယ်။အခုချိန်နေ့ဖျားကြောင်းတဲ့ဧကန်ကိုတန်ရှင်းမလုပ်ရသေးဘူး။လုံလုံရမလဲ။အမ်ဒီလိုလုပ်လိုက်မယ်။အရင်ဆုံးဧကန်ကိုတန်ရှင်းလုပ်ပြီးမှဖျားပွဲအတွက်ပြင်ဆင်တဲ့လုပ်ကိုမစခင်ဖျားကြောင်းကိုတန်ရှင်းလုပ်လိုက်မယ်။အခုဖျားပွဲနေ့မှာရွှေကြီးကဖျားကြောင်းရဲ့ကျန်းပြင်ကိုတန်ရှင်းရေးလုပ်လိုက်ပါတော့တယ်။ ဒါပေမဲ့နေရံတွေမှာကပ်နေတဲ့ကြက်ခိုးအိမ်တွေကိုတော့တန်ရှင်းရေးလုပ်ဖို့မေ့သွားပါတော့တယ်။ရွှေရီဟာယတိနဲ့အတူအိမ်ကဖျားကြောင်းနဲ့မှာမေရွန်လက်ရှမီရဲ့ရုပ်ထုကိုထားပြီးတတိဝဏ္ဏကိုစွန့်တင်ပြီးတော့ဖျားပူဇော်ပွဲအတွက်ပြင်ဆင်နေခဲ့ပါတယ်။အိမ်မှာရှိတဲ့သူတွေအားလုံးကဖျားပူဇော်ပွဲအတွက်ကိုယ်အခန်းထဲမှာကိုယ်အဝတ်စားလေးဖို့ပြင်ဆင်နေကြပါတော့တယ်။ကျမကိုယ့်ရဲ့ဥပုံနေတုန်းကဝတ်ဆောင်ဝတ်မယ်။ကျမဥပုံနေတုန်းကဝတ်ခဲ့တဲ့စားတွေဝတ်မယ်။ ကျွန်တော်စီမှာလည်းအင်ဂျင်နဲ့ပေါင်းမီတင့်ရှိတယ်။ကျွန်တော်စီမှာလည်းဥပုပ်ပွဲတုန်းကအင်ဂျင်နဲ့ပေါင်းမီရှိတာပဲ။ကျွန်တော်အဲ့ဒါပဲဝတ်လိုက်တော့မယ်။ငါစာရီဝတ်လိုက်မယ်လေ။ရှင်လည်းအင်ဂျင်နဲ့ပေါင်းပြီးဝတ်လိုက်ပါ။ကောင်းပြီ။မင်းပြောတဲ့အတိုင်းပါပဲ။လူတွေအားလုံးကသူတို့ကြိုက်နေတတ်တဲ့ဝတ်စားတွေကိုဝတ်ဆင်ပြီးမိကန်လင်းကဖျားကြောင်မှဆူဝေးကြပြီးတော့ပူဇော်ပွဲအတွက်ဘုံတော်ကြီးကိုစောင့်နေကြပါတယ်။ခဏကြာမှလက်ထင်းပါအိတ်ကိုကင်ပြီးဘုန်းတော်ကြီးလည်းရောက်လာခဲ့ပါတယ်။အားလုံးမင်္ဂလာပါ။ မင်္ဂလာပါမင်္ဂလာပါ ဖုန်းတော်ကြီးမင်္ဂလာပါမင်္ဂလာပါဖုန်းတော်ကြီးဖုန်းတော်ကြီးကျွန်တော်ရဲ့ချွေးမနေ့အောင်လုံးကပူဇော်ပွဲအတွက်အားလုံးကိုပြင်ဆင်ပေးပါပြီအခုဖုန်းတော်ကြီးပူဇော်ပွဲကိုမြင်မြန်လေးစတင်ပေးပါဒီချိန်မှာပဲဖုန်းတော်ကြီးကနေရာမှာကက်နေတဲ့ကြက်ခိုးတွေကိုမြင်သွားပါတော့တယ်ကိုဖိုးလိုက်ကျွန်တော်ဒါဘာတွေမြင်နေရတာလဲမေရိုလက်ရှိမီကိုပူဇော်ဖို့အတွက်အားလုံးကိုပြင်ဆင်ပေးပေမဲ့အင်ကိုအလှဆင်တာရောတန်ရှင်းရေလောက်တာကိုရောကောင်းကောင်းလုံးမထားဘူးပဲ အမရတို့အင်းရဲ့နေရံတွေမှာကြက်ခိုးတွေရှိနေတယ်။အင်းရဲ့တန်ရှင်းကိုလည်းကောင်းကောင်းမလုပ်ထားဘူး။ကြက်ခိုးတွေရှိတဲ့အင်းတွေကိုမေတော်လက်ရှိမိကစေဆိုးပြီးအဲ့လိုအင်းတွေမှာမေတော်လက်ရှိမိကမနေဘူးဆိုတာခမရတို့မသိကြဘူးလား။ဘုန်းတော်ကြီးရဲ့စကားကိုဘယ်သူမှပြန်မပြေနိုင်ကြပါဘူး။ဘာမှမဖြစ်ပါဘူး။အခု ဖြစ်ခဲ့တာတွေလည်းဖြစ်ပြီးသွားပြီပဲ။ဒါမှမဟုတ်ကျွန်တော်ပြောတဲ့ဒီစကားကိုတော့အမြဲတမ်းသတိထားပါ။အိမ်မှာကြက်ခိုးတွေရှိတာကိုမကောင်းဘူးလို့မှတ်ယူထားကြတယ်။ ဒါကြောင့်ဒီပါဝလီမတန်ခင်တစ်ခေါက်လောက်အိမ်တစ်ခုလုံးကိုတေချာပြန်ပြီးတန်ရှင်းရေးလုပ်ပါဒါမှမဲရိုလက်ရှိမိရောက်ခမရတို့ကိုပြန်ပြီးကြီးညိုသွားနိုင်မယ်တန်ရှင်းရေးရဲ့အရေးပါပုံကိုရှင်းပြပြီးဘုန်းတော်ကြီးကမဲရိုလက်ရှိမိရဲ့ပူဇော်ပွဲကိုပြုလုပ်ပြီးထွက်ခွာသွားပါတော့တယ်ထွေးမငယ်တန်ရှင်းလုပ်တဲ့တာဝန်နှင့်တာဝန်လေနေရပါလို့နှင့်တာဝန်ကောင်းကောင်းမလုပ်ရတာလဲပြီးတော့ချွေးမကြီးနေရနှင့်တာဝန်ကောင်းကောင်းလုပ်နေရပဲလေအဲ့ဒါဆိုဒါကဘလို့ဖြစ်ရတာလဲအမေ ကျမတို့ကိုယ့်အလုပ်ကိုကောင်းကောင်းလုပ်နေရပါဒါပေမဲ့ဒီချိန်မှာယတိဟာရွှေကြီးရဲ့စကားကိုကြားဖြတ်ပြီးတော့ပြောလိုက်ပါတော့တယ်။အမေအမေကျမစကားကိုနားထောင်ပါပြောကျမကိုယ့်အလုပ်ကိုလှုပ်လို့ပြီးခါနေမှပင်ညီမကြီးကကျမ့ကိုသူ့အလုပ်ကအရန်ခက်တယ်လို့ပြောတယ်။ "तू မလုံနိုင်ဘူး"တဲ့။နင်းနဲ့ငါအလုပ်ကိုပြောင်းပေးပါလို့ပြောတယ်။ကျမလည်းသူ့စကားကိုနားထောင်လိုက်တယ်။ဒါပေမဲ့ကျမလှုပ်ထားတဲ့အလုပ်ကို तू ကဖျက်ဆီးမယ်ဆိုတော့ကျမမသိခဲ့ဘူး။အမေ ကျမလင်ညီမငယ်ကိုဘာမှအလုပ်မပြောခဲ့ဘူး။သူကိုယ်တိုင်ကကျမစီအလုပ်ပြောင်းဖို့လာခဲ့တာပဲ။နင်တို့နှစ်ယောက်တက်တိတ်နေကြ။ဘသူကပါလို့လဲဆိုတော့ငါသိတယ်။အခုအဆပြီးဘသူတာဝန်ပေးထားလဲ။အဲ့ဒီအလုပ်ကိုအဲ့ဒီလူပဲလုပ်ရမယ်။တရက်နဲ့ဒီပါဝလီပွဲရှိရလေ။နင်တို့လင်ညီမနှစ်ယောက်အဆင်မပြေတာကြောင့်တခုခုလွဲမသွားတော့ငါမလို့ချင်ဘူးနော်။ဒါဆိုရင်တော့ပိုကောင်းတာပေါ့။ငါအလုပ်ကိုလင်ညီမကြီးကပြီးလို့နေပါလို့ထားပေးရပဲ။စိတ်ပူရမှာလင်ညီမကြီးပဲလေ။သူ့အလုပ်ကငါကြောင့်ပြက်စီးသွားပြီလေ။ အမေပြောတဲ့အတိုင်းပဲလုပ်ပါမယ်။နောက်နေ့မနက်မှာတော့ရွှေကြီးကအဟင်ဥယျာဉ်ထဲမှာစိုက်ပျိုးထားတဲ့တရက်ပင်အောက်မှာလမ်းလျှောက်နေခဲ့ပါတယ်။ငါကဘာလုပ်ရမလဲ။စေးတွေကလည်းကုန်သွားပြီ။စက်ကူညက်ပြီးအလှဆင်တာကိုဘယ်လိုပြန်လုပ်ရမလဲ။အိမ်ကိုလည်းအလှဆင်ရအောင်မယ်။အချိန်ကလည်းတိတ်မရှိတော့ဘူး။အဲဒီအချိန်မှာတရက်ရွက်တရက်ကကြွေးကြလာပြီးရွှေကြီးဟာအထောင်ကိုမြင်လိုက်ပါတော့တယ်။အိုးအဲ့ဒီအကျံကိုငါအရှင်ကဘာလို့မတွေးမိပါလဲ။ ရွှေကြီးကတစ်ပင်ပေါ်တက်ပြီးတရရွက်ကြီးခူးလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒါတွေကိုခောက်ပြီးကျူတချောင်းလေးကိုတီးလိုက်ပါတယ်။ပြီးတော့အင်တကားတွေနဲ့လာသားဆောင်ပေါ်မှာကိုရင်ချိတ်လိုက်ပါတော့တယ်။ရွှေကြီးကဥယင်တဲကတရပင်နားမှာရက်ပြီးအင်ကိုလှဆင်းနေတာကိုကြည့်နေပါတော့တယ်။ဒီချိန်မှာပဲအဲ့ဒီကိုဒေါ်တီရာနဲ့ဥဖိုးလိုင်းတို့လည်းရောက်လာခဲ့ကြပါတယ်။တော်လိုက်တာချွေးမကြီးရဲ့နေရနှစ်ရတောင်အရင်ကောင်းအောင်လှုပ်ထားတာပဲ။နေရဒီအလှဆင်တာပတ်စံတပြားမှမတုံးပဲလှုပ်ထားတယ်ဆိုတာကို ဘသူမှပြောနိုင်မှာမဟုတ်ဘူး။မတို့ရဲ့ချွေးမကြီးကရမ်းတော်တယ်။ချွေးမကြီးကတော့သူ့ရဲ့တာဝန်အပြည့်အဝလုပ်နိုင်ခဲ့တယ်။အခုချွေးမငယ်ကဘလို့အခြေအနေရှိလဲဆိုတော့ကြည့်ရအောင်။သူတို့သုံးယောက်ကအိမ်ထဲကအေကန်းလေးကိုတွားလိုက်ကြပါတော့တယ်။အဲဒီမှာယတီကဆိုဖာပေါ်မှာနှစ်ဖူးကိုကင်ပြီးထိုင်နေခဲ့ပါတယ်။သူ့ရဲ့ရှိမှအလူအလျောက်ဖုံးစုပ်ဆက်နေဒီမုတ်ဆက်တွေကိုခြားထားပါတယ်။ချွေးမငယ်ဘာဖြစ်လို့လဲ။နင်ဘာလို့တလောက်တောင်မှစိတ်ညစ်နေရလဲ။အမေ ဒါရီကြည့်ပါအောင်ဆန်နှစ်ခုလုံးကပြက်နေတယ်လုံးဝမပွင့်တော့ဘူးအခုကျမဘလို့လို့တန်ရှင်းကိုလောက်ရမလဲအလုပ်တွေကအများကြီးကြံသေးတယ်။ဩဒါလေးနဲ့များနေရာစိတ်ညစ်နေရသေးတယ်ငါလောက်ကပြီးသွားပြီလေနင်လို့ချင်နေဆိုရင်တော့ငါနေကိုကူညီပေးလို့ရပါတယ်။အမနောက်နေရာတော့မဟုတ်ပါဘူးနော်ကျမအမပေါ်ကိုအလောက်မကောင်းတာတွေလှုပ်ထားတာအဲ့ဒါလေအမကျမကိုကူညီချင်သေးရလားငါတို့လင်ညီမနှစ်ယောက်ကမတူကြပါနဲ့ဒီအိမ်ကတော့တအိမ်သေးပဲလေအိမ်ကငါတို့ရဲ့အိမ်ပဲလေ ပြီးတော့လင်ညမနှောက်ကြမှာအလောက်ထိစကားများတာမရှင်နောက်ဘသူကြမှာရှိမှလဲငါတို့ကြမှာဘတော်မှစိန်ဝန်းကွဲတာမဖြစ်တဲ့ဦးအဲ့ဒါမှအိမ်မှာစီးဆင့်ချမ်းသာတွေရပြီးတော့အိမ်ရဲ့စီးလုံးညင်ညမောကလည်းတည်မြဲနေမှလေချွေးရဲ့စကားကိုကြားပြီးယတိကသူ့ကိုဖတ်လိုက်ပါတယ်အိမ်ကချွေးမတွေကြမှာဒီလောက်ချစ်ခင်မှုရှိရင်မင်းတို့လက်ရှိမိရဘယ်လိုလုပ်ပြီးကြကြစိတ်ဆိုးနိုင်မှာလဲ အခုရွှေရီဟာသူ့တပည့်စည်းနေပိန်အင်းရဲ့တန်ရှင်းရည်တွေလုတ်တဲ့နေရာမှာယတိကိုကူညီပေးလိုက်ပါတော့တယ်။ပြီးတော့လင်းကြီးမနှစ်ယောက်ကအတူပေါင်းပြီးအင်းကိုမြေမြန်တောက်ပသွားအောင်လှုပ်လိုက်ကြပါတယ်။ယတိနဲ့ရွှေရီဟာအင်းရဲ့ဖျားကြောင်းနေမှာရပ်ပြီးအင်းတစ်ခုလုံးတော့တောက်ပသွားအောင်လှုပ်ပြီးပြီးအခုဒီပါဝလီညမှာကိုကိုကို တောက်ပအောင်လှုပ်ရမယ့်အချိန်ပဲ။ဒီပါဝလီညနေမှာအင်းကမျိုးသမီးတွေအားလုံးကဝစ်စုံလှလှလေးတွေဝစ်စင်ပြီး အိမ်ကယောက်ျားလေးတွေကအင်ဂျင်နဲ့ပေါင်မီကိုဝစ်စင်ကအစင်းသင့်ဖြစ်နေကြပါတယ်။ပြီးတော့ဖခင်ကျောင်းမှာဒီပါဝလီရဲ့ပူဇော်ပွဲကိုလုပ်ပြီးဥယျာဉ်ထဲမှာမီးရှူမီးပန်းတွေကိုဖောက်ကြပါတော့တယ်။ရွှေကြီးကအလှဆင်ထားတဲ့အိမ်တစ်ခုလုံးဟာတောက်ပနေခဲ့ပါတယ်။တာကုန်မြင်ပြီးသူတို့ရဲ့အိမ်နီးနားချင်းတွေ ဖြစ်ကြတဲ့စိုးမင်းနဲ့နဒီတို့ကလည်းရောက်လာခဲ့ကြပါတယ်။မရွှေကြီးအမကအိမ်ကိုလှပနေအောင်အလှဆင်နိုင်လိမ့်မယ်လို့ကျွန်တော်လုံးဝမထင်တော့ဘူး။ ီတခါတော့ခမရတို့အင်းကအရင်တခါထက်တောင်မှပိုပြီးတောက်ပနေသေးတယ်။မတောက်ပပဲနေပါမလား။ကျမရဲ့ချွေးမနှစ်ယောက်လုံးကကြိုးစားထားကြတာပဲလေ။ဒီချိန်မှာပဲဥဖိုးလိုင်းရဲ့ဖုန်းလိုင်းမြည်လာခဲ့ပါတယ်။ပြီးတော့သူကဖုန်းကိုကန်လိုက်ပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ပါတယ်ဟုတ်ပါတယ်သေးကြပါတယ်။စိတ်မပူပါနဲ့စိတ်မပူပါနဲ့သေးကြပါလို့ပါမယ်။ကျေးဇူးတင်ပါတယ်မစ္စတာဝစ်ဆန်။ Happy Diwali ။ရှင်ဘသူနဲ့စကားပြောနေရလဲ။ ဒီပါဝလီနေ့မှာငါတို့ရင်ကိုမေရိုလက်ရှမီရောက်လာတာပါငါတို့ရဲ့ဖောက်တဲ့ဟောင်းမစ္စတာဝီလ်ဆန်ကဖုန်းဆက်တာသူကငါတို့ကုမ္ပဏီကိုအရင်ကြီးတဲ့အော်ဒါပေးထားတယ်အဲ့ဒါနဲ့ကုမ္ပဏီရဲ့အရင်ဆုံးရှုံးမှုတွေအားလုံးကိုလည်းကာမီသွားလိမ့်မယ်ပြီးတော့အမျက်တွေအများကြီးလည်းရမယ်ဒါတွေအားလုံးကမင်းတို့ချွေးမနှစ်ယောက်ကြောင့်ဖြစ်ရတာအခုငါတကယ်ပြောနိုင်ပြီပျော်ရွှင်စရာဒီပါဝလီပါရှင်တယောက်ထဲရပဲဘာလို့ပြောရမှာလဲကျမတို့အားလုံးလည်းပြောမှာပေါ့ပျော်ရွှင်စရာဒီပါဝလီပါ ဒီတော့ဒီဒီပါဝလီမှာအားလုံးလည်းစီစီလုံးလုံးနဲ့နေထိုင်ပြီးအိမ်တန်ရှင်းမှုနဲ့အတူကိုယ့်ရဲ့စိတ်ကိုယ်လည်းတန်ရှင်းအောင်ထားတင်ပါလေဒီဒီကမေရောလက်ရှမီရဲ့ကောင်းကြီးကတင်းနဲ့တင့်မိသားစုပေါ်မှာလေးပဲကြားရောက်နိုင်ပါလေပရိသတ်တို့အားလုံးလည်းပျော်ရွှင်စရာဒီပါဝလီပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။